ခံကောင်းပြီလို့ထင်တဲ့အချိန်မှာပဲအဲ့တရင်ကတက်လာတယ်ဟုတ်ကဲ့အလုံးမဲမင်္ဂလာပါဒီခါလေးမှာပေါ့နော် လူတစ်ယောက်ကတိုးတက်ဖို့ဆိုရင်ကျွန်တော်တို့အနေနဲ့ပေါ့နော်ဒီပညာတက်ရောက်နေမှာပြီးသေးဘူးပေါ့ဗျာကျွန်တော်ကလောကရဲ့ကံရဲ့တတိရှိဖို့လိုတယ်ပေါ့နော်အဲ့ဒီတတိရှိမှာပဲကျွန်တော်အနေနဲ့ရှေ့ကိုရောင်းနိုင်မှာဖြစ်တယ်တိုးတက်မှာဖြစ်တယ်ပေါ့နော် နော်လွန်ခဲ့တဲ့ဒီနှစ်နှစ်ကြော်ကြော်လောက်ကပေါ့နော်နည်းနည်းခွဲကြော်ယူပေါ့ဗျာအခုဒီ9လပိုင်း6လပိုင်းလာကုန်9လပိုင်းဆိုရင်3နှစ်ပြည့်တော့မှာပေါ့နော်ကျွန်တော်ကကျွန်တော်ရဲ့ဆရာရဲ့လက်ကနေပေါ့နော်ကျွန်တော်ထွက်လာခဲ့တယ်ပေါ့ဗျာထွက်လာခဲ့တော့ကျွန်တော်အနေနဲ့ကျွန်တော်ကကျွန်တော်ဆရာလက်ထက်မှာရှိတုန်းကကျွန်တော်အနေနဲ့ကိုကိုကိုပေါ့နော်ပညာရေးဆုံးပြီဆိုပြီးတော့ကျွန်တော်ထွက်ဖို့ပေါ့နော်ဆုံးဖြတ်လိုက်တယ်အဲ့တော့အဲ့လိုမျိုးဆုံးဖြတ်ပြီးတော့ကျွန်တော် ဆရာရဲ့အောက်ကနေကျွန်တော်ထွက်လာတယ်ပေါ့နော်ထွက်လာတော့ကျွန်တော်တယောက်တည်းရက်တီဖို့ဖြစ်လာတယ်ဖြစ်လာတော့အဲ့မှာကျွန်တော်နှစ်ပတ်လောက်ပေါ့နော်ကျွန်တော်ဘာလုပ်ငန်းမှမရှိဘူးအိမ်မှာပဲစားလိုက်တောက်လိုက်အိပ်လိုက်ပေါ့နော်ဒီလိုမျိုးဖြစ်နေတာဖြစ်နေတဲ့အချိန်မှာတော့အမျိုးသမီးဖြစ်တဲ့သူကပြောတယ်ပေါ့နော်ယောက်ျားကြီးရှင်းနေနေပေါ့နော်ရှင်းဆရာဆရာနေမထွက်သင့်ဘူးပေါ့နော်ပုံမှန်ပညာလေးသင်ရနေတဲ့ငွေကြီးလေးနေပေါ့နော်အဆင်ပြေပြေလေးနေလို့ရတယ်ပေါ့သူအနေနဲ့အဲ့လိုမျိုးပြောလာတယ်ဟာနဲ့ ကျွန်တော်ကကြတော့မဟုတ်ဘူးမိမကြီးငါတို့ကပေါ့နော်ဒီတနေ့တနေ့ဒီဟာနဲ့ပဲလက်ပတ်နေရတာပေါ့နော်ကိုယ်အနေနဲ့ကဒီလုပ်ငန်းတွေကိုနော်လှုပ်တဲ့ gain နဲ့နေပြီးအဲ့တော့ဒီတနေ့ရဲထဲမှာပဲကိုယ်အနေနဲ့ဒါကြီးကနေတိုင်းဆိုတော့ညီးငွေ့လာပြီပေါ့လေအဲ့တော့ဒီထက်စုံတဲ့နေရာတွေပေါ့နော်ကိုမတည်သေးတဲ့အရာတွေကိုလေးလာခြင်းတယ်နော်စီးပူးခြင်းတယ်ကိုယ့်အကူစူးစမ်းခြင်းတယ်ပေါ့လေနော်အဲ့လိုမျိုးပြောပြီးတော့ရတယ်ဘာမှမဖြစ်ဘူးပေါ့နော်ကိုယ့်ရဲ့စိတ်နဲ့ကိုခွေးဖြစ်လဲခံမယ်ဆိုတဲ့စိတ်နဲ့ပေါ့နော် ထွက်လာတာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးမထွက်ခင်တော့ပါပေါ့နော်ကိုသာထွက်လိုက်လို့ရှိရင်ကိုမှမိတ်လည်းမရှိနော်ကိုအလုပ်ပေးမဲ့သူလည်းမရှိနော်လောလောဆယ်ကိုကပထမဆုံးဒီဆရာဆရာရဲ့အောက်ကနေပညာသင်နေတော့ဆရာပေးတာလေးယူပြီးတော့နော်ဆရာရဲ့အလုပ်တွေကိုလုပ်ပေးရတယ်ပေါ့ဗျာအဲ့တော့ကိုကထွက်လာလို့ရှိရင်ကိုဘသူတွေကလာပြီးအလုပ်အမ်းမလဲဘသူတွေကအလုပ်ပေးမလဲကိုဘလို့လုပ်ပြီးတော့ဒီပေါ့နော်ငွေကြေးတွေပေါ့နော်ပတ်စံရှာနိုင်မလဲဆိုရဲပေါ့နော်ဒီလိုမျိုးစိတ်တွေတန်တရားစိတ်တွေတော့ရှိတယ်ပေါ့ဗျာဒါပေမဲ့ပြောချင်တာကကဲ ်အယုံကြီးရကိုလျှောက်တယ်ပေါ့ဗျာပြောချင်တာအဲ့လိုမျိုးလျှောက်တော့ကျွန်တော်ပြောရဲဆိုဆိုတတိဆိုတာလေးပေါ့နော်ဒီတတိရှိဖို့လိုတယ်ပေါ့ဗျာကိုကဒီပညာတွေတက်နေပြီးတော့မှကိုကဒီရုံးထွက်နိုင်ဖို့တတိမရှိဘူးဆိုရင်ကိုအနေနဲ့အခုချိန်ဒီလေကိုရဲ့ဇေယနောက်ကနေပေါ့နော်ဒီအဲတပည့်အနေနဲ့လိုက်နေရမယ်ဆိုတော့ပြောရဲဒီလိုမျိုးပေါ့နော်ကျွန်တော်အရင်အထက် အဲအခုအနေထားဆိုနည်းနည်းလေးတော့တိုးတက်လာတယ်ပေါ့ဗျာကျွန်တော်အောင်မြင်တယ်ဆိုတဲ့စကားကိုမသုံးညင်းဘူးပေါ့နော်နည်းနည်းလေးတိုးတက်လာတယ်အဲ့တော့ပြောချင်တာအဲ့လိုမျိုးပေါ့နော်ယုံထွေးနိုင်တဲ့တတိရှိဖို့လိုတယ်နော်ကိုလုံရဲကန်ရဲတယ်နော်ကိုလုံးနိုင်တယ်မဟုတ်လေဒါကိုရဲ့ဇေယျလက်ထက်မှာရှိနေတော့ဒီလုပ်ငန်းတွေပဲကိုလုံးနေတာပေါ့ဗျာနော်နေစင်းနေမြလုံးနေတာဒါတည်းကကိုအဲကျွမ်းကျင်နေပြီပေါ့ဗျာကျွမ်းကျင်နေတော့ကိုကဒီတနေရာထဲမှာပဲနေနေရင်းကျွန်တော်ဒီအဲရေအိုင်တွေကဖားငယ်ဆိုလာပါဆိုလာပေါ့နော်အဲ့လိုမျိုးစကားအတိုင်းဖြစ်နေမယ်အဲ့တော့ ကိုအနေနဲ့ဒီထက်ပိုပြီးတော့ကျေပြဲနေနေရကိုတွားကျင်တာဖြစ်လို့ပေါ့နော်အဲ့လိုမျိုးစွန်းစားရတယ်ပေါ့ဗျာပြောချင်တာအဲ့တော့နှစ်ပတ်မြောက်ကျော်တော့ကြတော့ကျွန်တော်ရဲ့ဒီဦးလေးဝမ်းခွဲတော်တဲ့သူပါပေါ့နော်ငါတူရေးမင်းကိုစာချုပ်လေးအပ်မယ်နော်ဘလော့ယူမလဲစသဖြင့်ပထမဆုံးပေါ့နော် client ပေါ့ကျွန်တော်ဦးလေးဝမ်းခွဲပေါ့ဗျာလမ်းဆက်တဲ့ဘေးရုံလေးမြေခွက်ကဈေးဘလောက်တော့ဘာညာမေးလိုက်တော့ပသိန်းကြီးတရားပေါ့နော်လဲမြေခွက်ဖြစ်တယ်ပေါ့အဲ့လိုမျိုးပြောပြီးတော့ကိုကတော့အော်ကံကောင်းပြီပထမဆုံးစာချုပ်လေးရပြီပေါ့နော်အဲ့လိုမျိုးပြောပြီးတော့အဲ့နေညမှာပဲ ဒီသတင်းစာတွေဒီမှာပါလာတယ်ပေါ့နော် Facebook ပေါ်မှာလည်းတက်လာတယ်ဒီပသိဉ္ကြီးဘက်ကဒီလင်မြေခွဲတွေကိုနော်အကွဲချထားတာတွေကိုတိန်းတော့မယ်နော်ဘလို့ဘာညာဆိုပြီးတော့သတင်းနဲ့တက်လာတယ်ဟာအဲ့ဒါနဲ့ကိုကကံကောင်းပြီလို့ထင်တဲ့အချိန်မှာပဲအဲ့ဒီသတင်းကတက်လာတယ်အဲ့ဒါနဲ့ကိုကပြန်ဆက်တယ်ဦးလေးရေဦးလေးမနေ့ပြန်ပတ်စံချိမဲလို့ပြောတာဟာကပေါ့နော်ဒီလိုမျိုးသတင်းထဲမှာတော့ပါလာတယ်ဦးလေးရေမြေခွဲကလင်မြေဆိုတော့ဗျာလို့တုံးတိုင်းတိုင်းလင်မြေရဲ့ဥပဒေရတော့နော်အိမ်ဆောင်နေလို့မရဘူးစာအုပ်ရှိတယ်ဘာညာဆိုရင်နော်ဖြတ်ဖြတ်တော့မယ် အဲ့တော့ဦးလေးအနေနဲ့စီရင်ပေးထားပြီးသားဆိုတော့ပစံထက်ချေမာလာတို့ကြကျွန်တော်ရရှိနေဖြစ်ဖြစ်နေပြီးတော့ဒါကြီးကိုတိနေပြီးတော့ဦးလေးကိုမပြောဘူးဆိုရင်တကနေငါတူဝစာချုပ်ခါရခြင်းလုံးငါ့ကိုဒါလေးတော့မပြောဘူးငါမတိလိုက်တာဆိုပြီးဖြစ်နေမှာနော်အဲ့လိုမျိုးမဖြစ်မခံစေခြင်းဘူးပေါ့နော်ဒါကြောင့်မလို့ပုံမလင်းလင်းပြောပြီးတော့မှဦးလေးအနေနဲ့စဉ်းစားလို့ရတယ်ဦးလေးပြပြသားစီရင်ပေးတော့ကတော့ကိုမပါဘူးပေါ့နော်သူတို့ဘာသာသူတို့ပေးခဲ့တာအဲ့တော့ဖိုင်နယ်ချိန်မယ်ဆိုမှကိုယ်ကိုလမ်းဆက်သွေးတာပေါ့ဗျာနော်အဲ့တော့ဦးလေးကိုအဲ့လိုမျိုးပုံမလင်းလင်းပြောတော့ ရတယ်ငါတူတယ်ဘာမှမဖြစ်ဘူးတယ်မဟုတ်လဲငါတို့ကဇေယျာနော်တဝဲကြောကြောပေးထားပြီးသားဖြစ်နေတယ်တဲ့ပြီးတော့အဲ့ဒီလင်းမြေပုံမှာပေါ့နော်ဒီအစာဦးလေးပါလိလဲစောက်ထားတာမရှိဘူးတဲ့ဒီတိုင်းမြေခွက်အလွတ်ပဲတဲ့အဲ့တော့ဦးလေးတို့ကဒီကအစာဦးမဆောင်ရင်ပြီးပြီမလားတဲ့ဩဟိုဟိုရတယ်ဦးလေးလို့အဲ့ဆိုရင်တော့အဆင်ပြေတယ်ပေါ့လीနော်အဲ့လိုမျိုးပြောပြီးတော့မကဲသူ့ရဲ့စိတ်နဲ့ကျွန်တော်ဒီအပြည့်ကြီးစားကြပေါ့နော်လိုက်ချုပ်ပေးတာပထမဆုံးကိုယ့်ရဲ့ client ပေါ့နော်အဲ့ဒါလုံခဲ့တဲ့နှစ်နှစ်ခွဲကြောကြောကစကားပေါ့နော်အဲ့လိုမျိုးနဲ့ဒါကိုယ့်ရဲ့ ပထမဆုံးလက်ကီးအလို့ပေါ့ဗျာနော်ကိုယ်အလိမျိုးအဲကိုယ့်ရဲ့ဦးလေးဝန်းခွဲပေါ့နော်အမေဘက်ကဦးလေးဝန်းခွဲကနေပြီးတော့မှပထမဆုံးဈေးဥဖောင်းရင်ထဲမှာတစားတစားပေါ့နော်သူကသူလုပ်ငန်းလေးတွေနော်တနိုင်တစ်ပိုင်းလေးတွေပေါ့ဗျာနော်ရုံးငန်းတွေပါတွေဖွင့်နိုင်တဲ့အစင်းလေးတော့မရောက်သေးဘူးပေါ့ဗျာအဲ့လိုမျိုးနဲ့ယုံကြည်မှုရလာတာဖြစ်တယ်ပြောချင်တာကပေါ့နော်ဘယ်လုပ်ငန်းဘယ်နယ်ဘယ်ဘယ်အနေနဲ့ဒီကအဲတယောက်တည်းရည်တည်ဖို့ဆိုတာကနော်ကိုမပညာရေးဆုံးပြီဆိုရင်ပေါ့နော်ဒီပတ်ဝန်းကျင်မှာကိုကကျွမ်းကျင်နေပြီလို့ခံစားရရတယ်ဆိုရင်အဲ့ပတ်ဝန်းကျင်ထဲမှာပဲ မနေပဲနဲ့ပေါ့နော်ကိုဒီထက်ကျေပြဲနဲ့ပုံဝင်ခြင်းမှာပေါ့နော်အဲရုံထွက်နိုင်တဲ့တတိရှိဖို့လိုအပ်တဲ့ဆိုတဲ့အကြောင်းနဲ့ပေါ့နော်ကျွန်တော်ဒီဗီဒီယိုလေးကို sharing လုပ်ပြရခြင်းဖြစ်ပါတယ်ပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ် see you next video bye bye